ေါက်သွားပြီးတော့သွေးထွက်လာတယ်ဆိုလို့ရှင်ဒါအပြူအစစ်အပြူအမေးပါမပေါက်ဘူးဆိုလို့ရှင်အပြူအမေးပါမရှိဘူးဆိုလို့ရှင်အပြူမစစ်ဘူးလို့သူကပြောချင်တာအဲ့နီးလန်မိန်ကလေးတိုင်းတော့မမှန်ဘူးမင်းကလေးတိုင်းမှာအပြူအမေးပါပါနေရမျိုးမဟုတ်ဘူးမောင်လေးရဲ့ဒီကနေ့တကယ်ချင်းတော့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒီ set education နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်တယ်ဗျာနော်ကျွန်တော်နိုင်ငံကဒီလိန်အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောလိုက်ရင်ပေါ့နော်ဒါကမပြောသင့်ဘူးဒါမဆိုသင့်ဘူးနော်ဒါမျိုးပြောတာကမိုက်ရိုင်းနေ အဲစသဖြင့်ပေါ့နော်အဲ့လိုအမြင်ရှိကြတယ်ဗျတကယ်တော့မဟုတ်ဘူးဗျနော်လိန်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အသိပညာဗဟုသုတရှိထားမှကျွန်တော်ရှက်တဲ့နေနေရရှက်ကမဲ၆တဲ့နေနေရကြောက်ကမဲเนาะရှက်တဲ့မကြောက်တဲ့နေအရာတွေဆိုရင်ကျွန်တော်ရှက်စရာကြောက်စရာမလိုဘူးဗျဒီဆက်နဲ့ပတ်သက်လိုက်ရင်ကျွန်တော်နိုင်ငံကတော်တော်များများကရှက်ကြောက်ကြတယ်ဗျ ဒါဟာလုံးဝကိုအယူဆမှားတယ်ဗျာနော် ခင်းနေမှာတကယ်ချင်းတို့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီ main ကလေးတွေပေါ့နော်အပြိုစစ်လားမစစ်လားဒါကိုဘလူနီးနဲ့သိနိုင်လဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗျာတကယ်ချင်းတို့ရောဒီလိုမျိုးခွဲခြားနီးကိုသိကျင်လောက်မယ်လို့ထင်တယ်ဗျာကဲကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးကို like ကြည့်ပေးကြအောင်ဗျာနော် ကျမကမက်ထရကပြောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ sex education နဲ့ပတ်သက်တဲ့အပိုင်းလေးတွေလိုအပ်တဲ့လောက်လေးကျမရှင်းပြရပါတော့เนาะအဲအဲ့ဒီ post လေးတွေအောက်မှာဆိုလို့ရှိရင်အပြူစစ်မစစ်ကိုဘယ်လိုခွဲမလဲဆိုပြီးတော့မောင်လေးတယောက်ကမေးထားတဲ့အဲ့ဒီမောင်လေးရဲ့အောက်မှာဒီမောင်လေးကနေပြီးတော့မှဒီဒီလိုမျိုးပြန်ဖြေထားတယ်ပေါ့เนาะပြောရမယ်ဆိုလို့ရှိရင်သူပြောချင်တဲ့အထိပယ်ကအပြူအမေးပါ ပေါက်သွားပြီးတော့သွေးထွက်လာရဲဆိုလို့ရှင်ဒါအပြူအစစ်အပြူအမေးပါမပေါက်ဘူးဆိုလို့ရှင်အပြူအမေးပါမရှိဘူးဆိုလို့ရှင်အပြူမစစ်ဘူးလို့သူကပြောချင်တာအဲ့နီးလန်းမင်းကလေးတိုင်းတော့မမှန်ဘူးမင်းကလေးတိုင်းမှာအပြူအမေးပါပါနေရမျိုးမဟုတ်ဘူးတိတိချာချာနားထောင်ကြတာအမဒါဘုသူနာအနေနဲ့ကျမကြီးရှူတော့အောင်လေ sharing ပေးရနော်တချို့မင်းကလေးတွေကမွေးကလေးကအပြူအမေးပါမပါလာဘူးနော်နံပါတ်1တချို့မင်းကလေးနောက်တချို့မင်းကလေးတွေကြတော့မွေးကလေးကတော့အပြူအမေးပါပါတယ်ဒါပေမဲ့ အားကစားလုပ်ရင်းနဲ့အပြိုအပြိုမေးပါပေါက်သွားတယ်အခက်မတင်ပဲနဲ့ဆိုတော့ဒီနှစ်ယောက်လုံးကဒီလိုမင်းကလေးနှစ်မျိုးအမျိုးသားနှစ်မျိုးလုံးကကြတော့ဟိုဟိုဟာလုံးဝအောင်နော်ဘယ်ယောက်ျားလည်းမလည်းအတူမနေဘူးသေးဘူးနော်ရုပ်စွာဆုံးလက်တောင်မထည့်ဘူးသေးတယ်မင်းကလေးတွေကအပြိုမှစစ်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 နဲ့ကိုမြင်နေတယ်ဒါပေမဲ့တို့တို့ကအပြိုအမေးပါမရှိတဲ့အတွက်ကြောင့်မောင်လေးကတို့နှစ်ယောက်တို့နှစ်မျိုးလုံးကိုတို့နှစ်ယောက်ကိုအပြိုမစစ်ဘူးလို့မောင်လေးပြောမှလားအဲနော် ဲ့ဒါခဏထားလိုက်ပြီးတော့နောက် main ကလေးတယောက်ရှိတယ်နောက် main ကလေးပုံစံတစ်မျိုးอ่ะကြတော့ကိုယ်ရည်စားနဲ့ကိုယ့်ရဲ့ partner နဲ့အတူတူအချိန်ပေါင်းများစွာနေပြီးပြီဒါပေမဲ့အပြူအမေးပါမပေါက်သေးဘူးဒီ main ကလေးကိုကြတော့မောင်လေးရအပြူအစ်စ်လို့ပြောမှလားမရအောင်နော်အဲ့တော့ main ကလေးတယောက်အပြူစစ်ချင်းမစစ်ချင်းဆိုတော့အမားတို့ကဒီအပြူအမေးပါနဲ့လုံးဝသက်ဆိုင်ခြင်းမရှိဘူးအမအရင်ကလည်းတောက်လျှောက်တာတွေကိုဖြေပေးခဲ့ဘူးတဲ့ဒါပေမဲ့တိအောင်လို့ထပ်ပြီးတော့ပြောပြရတာနော် ဲ့တော့အဓိကလည်း main ကလေးတယောက်ကိုဘာလို့အဲ့အပြိုဆက်မစစ်တွေအញ្ញမ်းစိတ်ဝင်စားရလဲဟိုအပြိုဆက်ချင်းမစစ်ချင်းထပ်စားလို့ရှိရင်ဒီဘက်ခေကြီးမာလေးဟိုတော်တော်များများပေါ့နော် main ခေကြီးကတိုးတက်ပြောင်းလဲလာပြီးတော့အရင်ခေနဲ့မတူတော့တဲ့အတွက်ကြောင့်မလို့ယောက်ျားတွေအဓိကဘလို့ကြည့်ကြလဲ main ကလေးတယောက်ကိုကိုယ့်ရဲ့လက်တွဲပေါ်ရွေးမယ်ဆိုလို့ရှိရင်အပြိုဆက်မစစ်ကိုမကြည့်ကြတော့ဘူးယောက်ျားတွေကဘာလို့ကြည့်လဲဆိုဒီ main ကလေးရဲ့ဒီ brain level ကိုနဲ့တူလားပြီးတော့ရင်ဒီ main ကလေးရဲ့အတွေးခေါ်တွေ ကောင်းလားစိတ်ကြပိုင်းဆိုင်ရာကောင်းလားကိုယ့်ရဲ့မိဘပေါ့ကိုယ့်ရဲ့အမေပေါ်မှာသူလေစားသမှုရှိလားကောင်းမွန်လားပြီးတော့ကိုနဲ့ရောရေရှည်လက်တွဲလို့ရလားကို့အပေါ်မှာလည်းနားလည်မှုရှိလားတော့အိမ်အောင်တဲ့ဖြစ်သွားပြီးတော့အမကတော့အိမ်အောင်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကအရန်အရေးပါတယ်နားလည်မှု နားလည်မှုအရင်အရေးကြီးရပြင်ကိုချင်းစာတရားဒါတွေကိုအဓိကထားပြီးရကြည့်ရမှာလက်တွဲပေါ်ရွေးတဲ့အခါမှာပါတနာရွေးတဲ့အခါမှာအပြိုစစ်မစစ်ကိုအဓိကကြည့်ရွေးချင်ရမှာမဟုတ်ဘူးဒါမဲ့တကယ်လို့ကိုကလည်းအရင်လူပြိုစစ်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 နဲ့မြင်နေရင်တော့အပြိုအစစ်ကလေးရှာဖို့ကွယ်ကဲဒီမှာပြောတော့တာတော်တော်ရှင်းနေဗျာနော်တော်တော်လေးကောင်းနေဗဟုသုတရရစရာတွေအများကြီးပါတယ်ဗျကျွန်တော်တို့တွေဟာတယောက်နဲ့တယောက် ချွန်ကိုင်းမီကိုင်းချွန်မီနော်အသက်အိုမင်းရင့်ရောနောက်ဆုံးအချိန်နေတိအတူတူနေသွားကြမှာဆိုတော့ဗျာနော်စောနာလိုမျိုးပေါ့နော်အပြိုစစ်ချင်းမစစ်ချင်းနဲ့မဆိုင်ဘူးဗျာနော်ကိုနဲ့အတူတူသက်ဆုံးတိုင်လက်တွဲသားမဲ့သူကအခုအပေါ်ကျင်နာလားနော်ကို့မိသားစုပေါ်အကျင်နာလားသူရဲ့စိတ်တက်ကဘလို့ရှိလဲเนาะဒီလိုအချက်မျိုးတွေနဲ့ပဲကျွန်တော်တို့ရှစ်ဆက်သွားมาရမှာဗျာเนาะစောနာလိုအချက်တွေပဲကြည့်ရမယ်ဆိုရင်เนาะခင်ဗျတေးကြတယ်မင်္ဂလာဦးညမှာတယ်ကျွန်တော်စကွဲပြီဗျဒီခါတော့ နော်မပြေခြင်းပြင်မဲ့လေအချိန်လေးရတော့တစ်ခေါက်ပြောသွားပေးခဲ့မယ်အဲ့ဒါကဘာလဲဆိုတော့အိမ်တော်တဲ့တဏျာနဲ့တဏျာနော်အတူတူမနေရဘဲနဲ့အနေဝေးတဲ့အိမ်တော်တွေပေါ့နိုင်ငံသားမှာသွားလှုပ်လှုပ်လို့တော်လကောင်တမျိုးတရားမှာလှုပ်လှုပ်တော်လကောင်အဲ့လိုခွဲနေရတဲ့အိမ်တော်တွေမှာဖြစ်ကြတဲ့ပြဿနာအဲ့ဒါကဒီမှာလာမီးတဲ့အထဲမှာအမီးအများဆုံးမိကုန်ဖြစ်တယ်အဲ့တော့အိမ်တော်တွေမှာ ယောက်ျားကသူများနိုင်ငံမှာသွားပြီးလုပ်လုပ်တယ်မျိုးသမီးကအိမ်မှာချိန်ခဲ့တယ်ယောက်ျားဖြစ်တဲ့သူကဟိုမှာသူနဲ့နီးစပ်တဲ့အလုပ်တူတူလုပ်နေတယ်မျိုးသမီးတွေလည်းသွားပြီးတော့မှညှိတယ်ပတ်သက်ကြတယ်ဖောက်ပြန်ကြတယ်ပေါ့နော်အဲ့လိုချိန်မျိုးဖြစ်နေတဲ့ခါမှာဒီကချိန်ခဲ့တဲ့မိန်းမအရာချိန်တယ်မိအကြီးတွေကရောက်တယ်တော့ကရီများပြီးပူလောင်စင်းရင်းနေကြတာပေါ့အဲ့တော့ဘာပြောချင်လဲဆိုတဲ့အခါကျတော့အိမ်တော်ကြီးမှာ ခွဲနေခြင်းဟာပြောရမဆိုရင်အင်တော်ကြီးဆွဆပ်ပြတဲ့ပေါက်ပြံမှုဖြစ်ဖို့တော့ရခိုင်တော့အရင်များတယ်ဘာလို့လဲကိုမိမနဲ့ဝေးနေတယ်ကိုအိမ်နဲ့ဝေးနေတယ်ကိုစိုက်တာကိုလုံးလို့ရနေတဲ့အခြေအနေဖြစ်တယ်လွတ်လပ်လပ်ရှိရနော်တော့ကြားရင်ဘေးမှာမိမကြီးတယောက်လုံးရှိနေချိန်မှာတော့လုခဲပါတယ်ဘာလို့ဆိုတော့ခိုးလို့ရတာကိုအတိအောင်ခိုးလို့ရတာဆိုတော့နော်အဲ့ခါကျတော့အဲ့လိုအခြေအနေမျိုးမှာ ယောက်ျားလေးတော်တော်များများကဟိုလုံးဝတရားဝင်ကြီးသွားပြီးမှအဲဟိုပေါ့ဖောက်ပြန်တာလေးဖြစ်ချင်းဖြစ်မယ်နော်ရည်စားထားတာဖြစ်ချင်းဖြစ်မယ် EC လို့ကြတာရှင်းရှင်းလေးမယ်တော်တော်များများမှဖြစ်ကြပါလေအဲ့ဒီခါကျတော့ဘာဖြစ်လဲဆိုတော့ကျမတို့မိန်းမတွေအိမ်မှာဂျန်နေခဲ့တဲ့မိန်းမတွေကနော်သောကတွေဘယ်လိုဝင်ဘာလို့လို့လို့ဝင်မလဲဘာမှလို့လို့မရသူများနိုင်ငံမှာဖြစ်နေတဲ့ကိစ္စကိုယ်လည်းဒီကနေသွားပြီးမှလိုက်သွားလို့လေမရဘူးတခါကိုယ်ကလည်းဘာဖြစ်နေလဲကိုရွာမှာပဲကိုအိမ်မှာပဲ နော်ယောက်ျားရဲ့နော်ပို့တဲ့ပြည်စာကန်းစာလေးနေပဲကိုယ့်ရဲ့သားသမီးလေးတွေကြောင်းထားဖို့ကိုယ့်ရဲ့စာဝတ်နေရီဖြည့်ရှင်းဖို့အတွက်ဒီယောက်ျားပေါ်မှာမိကိုပြီးမှနေထိုင်နေရတဲ့အခြေအနေဖြစ်နေတယ်။အဲ့ခါကျတော့အဲ့လိုလက်တလုံးအခြေအနေမှာဘာမှလုပ်လို့မရနောက်တစ်ခုကသူဒီတခြားနိုင်ငံမှာဖြစ်နေဖြစ်တဲ့ကြောင့်သူတခြားမိန်းကလေးတယောက်နဲ့သူအိတ်နေသည်ဖြစ်စေမအိတ်နေသည်ဖြစ်စေဘာမှသွားလို့မရဟုတ်လားအဲ့ဒီစင်ရတော့ကောင်ကိုယူနေခြင်းဟာ ูเว้ปิ่นแน่นี่อ่ะกูบลาวเปียวเปียวลุกขึ้นนี่ตัวตั้วลงนี่มาเว้ยเนาะลุกขึ้นนี่ตัวตั้วลงนี่มาเว้ยกูมาไล่ไม่ได้ไอ้เคสอ่ะไอ้กาจะรอเปียวขึ้นน่ะจ๊ะมาเนียนเปียวในสกาเนียนเปียวในสกาเมนคลีนี่อ่ะคู่พ่อกูยัดดีอ่ะยัดดีနိုင်ผู้ด้วยนัมเบอร์ที่อุษาไปเนี่ยเลิกอ่ะเนาะคู่พ่อกูยัดดีနိုင်เนี่ยดูคู่ဝင်ဝင်เนี่ยกูยัดดีနိုင်เนี่ยအမျိုးသမီးတွေอ่ะကိုကိုကိုယုံကြည်မှုပို့တယ်ဘသူ့ဘာမှမိကိုအားထားပြီးမှမြည်စရာမလိုဘူး နော်ယောက်ျားတွေအထင်သေးပြီးမှနှိမ်ချခြင်းကိုလည်းမခံရဘူးအပြန်လဲမှာဒေသမှုရှိသွားတယ်ဒါကြောင့်မို့ကိုဝါကိုပဲအရင်တိဆောက်နိုင်ကြိုးစားဆိုတဲ့စကားကိုအမြဲတမ်းပြောတာသိလားအမြဲတမ်းပြောတာပြီးတော့ကိုယ့်ရဲ့စိတ်ချမ်းသာမှုတွေကိုဘွားရဲ့လွတ်လပ်မှုတွေနော်ကိုဘွားရဲ့တိုးတက်မှုတွေအရာအားလုံးကကိုဘွားရဲ့ပျော်ရွှင်မှုတွေဒီလိုအရာအားလုံးကကိုယောက်ျားပေါ်မှာပဲမိတိမနေရဘူးနော်မိတိမနေရဘူး ကိုယ့်ရဲ့စိတ်နဲ့ကိုယ်เนาะလွတ်လပ်စွာနဲ့နေနိုင်တဲ့အနေအထားမျိုးဖြစ်အောင်လို့ကြိုတင်ပြီးတော့မှကိုယ့်ကိုယ်တည်ဆောက်ထားဖို့လိုတယ်။ဖြစ်လာပြီဆိုမှเนาะကျမတို့ကစောက်တည်နေစောက်တည်ရမယ့်ဖြစ်ပြီးမှညစ်ညစ်ကြပြီးငိုးယူနေလို့အပူပဲ။ချက်ချားဆိုတော့သူတို့လုတ်ချင်တာလုတ်သွားတာ ကျွန်တော်တငငချင်းများအားလုံးဗီဒီယိုလေးကတော့ဒါလောက်ပါဗျာနော်ဒီအမပြောပြသွားတာထောက်ပြသွားတာလည်းတော်တော်ကြီးကိုကောင်းနေဗျာနော်ကိုယ့်ရဲ့ယောက်ျားကိုယ့်ရဲ့အမျိုးသားကနော်နိုင်ငံခြားမှာဖောက်ပြန်နေပြီမဲ့လေကိုကဘာမှလုံးလုံးမရဘူးအိမ်မာရင်ပူဆွေးနေရတာဗျာဒီမှာပြောသလိုပဲနော်ဘာမှလုံးမရတဲ့အနေထားတော့ကိုကိုတော့အပင်ပန်းခံနေနေဗျာဒါကြောင့်မလို့နော်အိမ်အောင်ရှိတဲ့အမျိုးသားတွေလည်းနိုင်ငံခြားကိုသွားပြီးတော့အလုံးလောက်ကင်တဲ့အခါကြံရှိနေတဲ့ကိုယ့်ရဲ့သားမယားမိသားစုအပေါ်တစ္ဆာရှိဖို့အရန်ကိုအရေးကြီးတယ်ဗျာ ဒီလိုအချက်မကောင်းတဲ့သူဖောက်ပြန်တဲ့သူကနော်သူဘလောက်ပဲစူးစမ်းစူးစမ်းဘလောက်ပဲယုံကန့်ယုံကန့်ရတဲ့ဝင်ငွေတွေကအလဟသက်ဖြစ်မှာဗျ။ဘာဖြစ်လို့လဲဆိုတော့သူတို့မှာဖောက်ပြန်တဲ့အတွက်ယူပေါက်တစ်ခုတော့အမြဲတမ်းရှိနေတာပေါ့ဗျ။သူတို့ကဖောက်ပြန်တဲ့စိတ်တက်ရှိနေတာဆိုတော့သူတို့မှာယူပေါက်ကအမြဲတမ်းရှိတယ်ဗျ။ ဒီလိုမကောင်းတဲ့အကျင့်စရိုက်တွေကကျွန်တော်ဒီဘဝမှာတင်ခံရအောင်ပါเนาะနောက်ဘဝကြာရင်လည်းဒီအကျွေးတွေကိုပြန်ဆက်ရအောင်ပါဗျဒါကြောင့်မလို့အိမ်တော်ရှိတဲ့အမျိုးသားတွေနိုင်ငံခြားရောက်နေတယ်ဆိုရင်လည်းပေါ့เนาะကိုယ့်ရဲ့အမျိုးသမီးအပေါ်ကိုယ့်ရဲ့အိမ်တော်ဘက်အပေါ်ကိုတစ္ဆာရှိကြပါလို့ကျွန်တော်ဒီညနေ့ပြောချင်ပါတယ်ဗျာ ကကြည့်နေကျွန်တော်တငငယ်ချင်းတွေလည်းဗာများပြောချင်သေးလေဗျာနော်တငငယ်ချင်းတို့ပြောချင်တဲ့အကြောင်းအရာလေးရှင်းလေကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့လို့ရပါတယ်ဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါဦးမယ်ဗျာနော်